အားလုံးမင်္ဂလာပါခင်ဗျာ Listeners Heaven Channel မှကြိုဆိုပါရစေကျွန်တော်ကတော့စာဖတ်သူသူရတင့်ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာဆွေရေးသားထားတဲ့စောရတပြင်းဝတ္ထုတွေမှချက်ကပိုင်း၌ဖြစ်ပါတယ်စောရတပြင်းချက်ကပိုင်း၌မနေ့နေ့17နာရီခန့်ကဘန်အန်ဂျီခေါ်တရုတ်လက်သမားဆရာကြီးတယောက်ရဲ့ချက်လက်မှတ်တစ်စောင်ကိုကပိုင်း၌ခံရကြောင်းဖြစ်ပွားပုံမှာ အဆိုပါဆရာကြီးကပန်ဆူရန်တရုတ်တထေးစီကွမ်လောင်ထံမှလက်သမားခငွေ230ကိုမိသူမစိုးထုတ်နိုင်သောချက်လက်မှတ်တစ်စောင်ရခဲ့သည်ဆိုကြောင်း၎င်းကငွေထုတ်ရန် ပန်ဆူရန်ထိပ်မောင်ဂိုမာရီလမ်းမှတည့်ရထားစီခဲ့သည်ဆိုကြောင်းဒါလဟောစီလမ်းသို့ရောက်သောအခါ22လမ်းထိပ်တွင်ဆင်း၍တရုတ်ဘန်တိုက်သို့သွားရာဘန်တိုက်အတွင်းသို့ရောက်မှ ၎င်းရဲ့ချက်လက်မှတ်ပျောက်ဆုံးနေသည်ကို သိရသည့်ဆိုကြောင်း၎င်းကဘဏ်မန်နေဂျာအားချက်ချင်းအကြောင်းကြားရာမန်နေဂျာကတဖန်တရုတ်တထေးထံသို့ချက်လက်မှတ်နံပါတ်ကို မေးမြန်းအရေးယူထားကြောင်းထိုတရုတ်မှာ၎င်းရဲ့အနီးတွင်ကဲ့၍ထိုင်လာသော လူတစ်ယောက်ကိုမသိင်ကြရာထိုလူကိုမြင်လျင်မှတ်မိသည်ဆိုကြောင်းယခုအခါပန်ဆိုရန်ပလိဌာနမှအရေးယူစုံစမ်းလျက်ရှိကြောင်း အထက်ပါတဲ့တင်းမှာတာမညပလိတ်တဲ့တင်းဟုမှတ်ယူတာအချို့မှာဂယုမဆိုင်ဘဲတင်းစာကိုဖတ်ရှုခြင်းမရှိကြကြောင်းပလိတ်များကလည်းဘန်တိုက်တို့ငွေထုတ်လာသူရှိမရှိစောင်းစားနေသောအခါလဲဤသူတဦးတယောက်မျှမလာသဖြင့်ကပိုက်၌ကချက်လက်မှတ်ကိုဝေဆက်ကူမှတ်ပြီးနိုင်ယူသွားခြင်းဖြစ်သည်ဟု ယူဆကြကြောင်းတင်းစကားများလည်းခုနှစ်ရက်မျှမကြာခင်ပင်ပျောက်ပြည့်၍သွားတော်ကြောင်းဦးအောင်မြင်ကား တခါတရံပလိမ်များအရေးမကြီးဘူးထင်သောသတင်းများကိုပင်၎င်းအဖို့အရေးကြီးတာသဖြင့်ချက်လက်မှတ်ပြဆိုမှုအတွက်အထူးတလဲဉာဏ်ဝင်စားဟန်တူလေတယ်။သူကြတွင်အစွမ်းအစမျှပေါ်ပေါက်ပုံမရသောအခါခိုင်အေးအေးပင်နေလိုက်ဟန်တူလေတယ်။အချို့ကလည်းကပိုင်း၌လူတရားဟု ပြောဆိုကြလေတယ်။စီကွာလျောင်ကမြန်မာစကားနှင့်အင်္ဂလိပ်စကားများကိုကောင်းစွာပြောနိုင်သောတရုတ်လူလေတယောက်ဖြစ်လေတယ်။ ၎င်းမှာအစိုးရအရာရှိများနဲ့တီကျွမ်း၍ဥပဒေပြုအမတ်ဟောင်းတယောက်လည်းဖြစ်လေတယ်။တရုတ်ပြည်နယ်ဥရောပကုံများကို တင်သွင်းရောင်းချသော ကုံဆိုင်ရှင်ကြီးတဦးဖြစ်စေကမူ၎င်းရဲ့အလုံမှာ တပည့်လက်သားများနဲ့ဘိန်ကူချင်းကော့ကင်းဆိုင်ဖွင့်ချင်းကလဝိုင်းထောင်ချင်းဖြင့်ငွေကြေးချမ်းသာခဲ့သူဖြစ်လေတယ်။အစိုးရကိစ္စဟုသမျှတွင်လည်းငွေထောင်တောင်းများကိုရရရရရကူညီပေးကမ်းလေရှိလေတယ်။ ပန်းစိုးရရှိတိုင်မှာ၎င်းကိုယ်တိုင်တီတီကြီးကြီးနေတော်လဲ29လမ်းတိုင်မှာမူ၎င်းရဲ့ဆိုင်များကလပ်များကိုဖွင့်၍ထားလေတယ်။တညနိုင်က29လမ်းတိုင်တတရဲ့သုံးထက်တွင် အနီထောင်ဝိုင်းဖွင့်လေတယ်။ထိုကလပ်ဝိုင်း၌တရုံများ၊ကာပြားများ၊မြန်မာများမင်းမဲ့တိုင်းပြည်ကဲ့သို့ငွေဆက်ကူငွေစဖွေးဖွေးဖြူအောင်တင်ပြကစား၍နေကြလေတယ်။ထိုနေ့၌စီကွန်လျောင်းလဲ ၎င်းရဲ့ကလဝိုင်းပန်ကဖွင့်ထားသော အခန်းတစ်ခန်းတွင်၌အငိမ့်သမားလေးတယောက်အားဝှက်ဖြည့်ပေးစီကဘူရှိန်၍နေလေတဲ့ထိုအခိုက်၎င်းရဲ့တကားကိုတစုံတစ်ယောက်ကအေးတကြီးခောက်လိုက်ရာခြောက်ပြားဖိုးပြက်ပြဲသွားပြီးလျင်ဘသူလဲဟု မေးခြင်းတကားကိုဖွင့်ကြည့်လေတဲ့အသက်30ခန့်ဘိုးကားပြားတယောက်ကပြုံးချိုသောမျက်နှာဖြင့်အထွေမင်းရဲ့ငွေတစ်ထောင်လောက်ချေးပါ ကစားပွဲရှုံးနေလို့ပါ ပါလေမရှိဘူးမင်းကဘာလူပါလာဝတာလဲအငိမ့်သမားလေးအားကြည်ရင်မန်ထပြည့်နေလေရာဘိုးကပြားမှာအပြုံးမပြတ်ခမရမယုံရင်ဒီစိန်လက်စကိုယူထားပါဘောင်းမီအိတ်ထဲကဆယ်ရီခန့်လက်စကြီးကိုထုတ်ပြသေးတယ်သူကြရင်တထေးမင်းမှာသဘောမကျနိုင်ပဲသွားကွာဘာလာရှုပ်တာလဲမချေးနိုင်ဘူးမန်မေရင်တကားကိုပိတ်ပြီးအလုတ်ဘိုးကပြားရဲ့ကိုတချမ်း ဝင်မိပြီးဖြစ်ပြနေလေတဲ့။ဘိုကပြားအားလေမင်းကိုညှင့်မိဟုကလားတက်တက်ရန်လက်နှစ်ဖက်ကို ကာကာကြီးပြုတ်လျက်ချိန်ရွယ်လာရာထိုလက်နှစ်ဖက်မှာဘိုကပြားရဲ့လေမင်းစီတို့မရောက်တော့ပဲပလိတ်စည်ရေးပြသည့်ပမာအပေါ်သို့မြှောက်၍နေရလေတဲ့။အကြောင်းမူကားဘိုကပြားရဲ့ညာလက်မှအယောင်ထွက်လာသော၆လုံးပြူကလေးကတတိယနှလုံးကလေးစာတို့ကိုရှားကြည့်ကြည့်ဖြစ်အောင်ချိန်ရွယ်၍ထားသောကြောင့်ဖြစ်တယ်။ အထေလဲမျက်နှာချိုတွေးလျက်ဒီမှာငွေမပါဘူးမိတ်ဆွေဘယ်နဲ့လုပေးမှာလဲခမရတရုတ်မိတ်ဆွေတွေစီမှာခဏချေးပေးပါဗျာသူတို့လဲကစားနေကြတော့ဆိုတော့စိတ်ကောင်းကြမှာမဟုတ်ဘူးဗျာထိုအတွင် အငိမ့်တမာလေးမှာအော်ရအခက်ဖြေးရအခက်နဲ့လှုပ်လှုပ်ရွာရွာဖြည့်၍နေလေရာဘူကဗျာကပိတာသောမြန်မာစကားဖြင့်ဟဲ့ကောင်မလေးနေအငိမ့်ကလားသမင်းမဝဘူးလား မင်းမဝရင်ဈေးရောက်စားပါလားနင်းတို့အငိမ့်သမားတွေအားလုံးနာမည်ပြက်နေတာသင်လူကောင်းမလေးပဲကြောင်းပဲသိလားနောက်ဆိုဒါမျိုးမတွေ့စေနဲ့ဒီတရုတ်ဘက်ကအော်လာဟဲလာလောက်ရင်တတ်ပြင်မယ်ပြောခိုက်တရုတ်ကထွက်ပြေးမီလို့သဖြင့်၆လုံးပြုတ်နဲ့ရင်ဝါတို့တိတ်လိုက်နေတယ်ကျုပ်လိုချင်တာငွေတစ်ထောင်မဟုတ်ဘူးငွေ9000လိုချင်တယ်အပြော်တန်းတက်တက်တက်နဲ့တရင်စာတစ်ဆောင်မှကူညီဖို့အရေးကြီးနေလို့အဲ့ဒီငွေ9000ဘယ်တော့ပေးမလဲ လက်ဖြံချက်လက်မှတ်နဲ့ပေးပါမယ်ဗျာခမရစကားမဖြတ်နဲ့နော်ကျုပ်ဘသူမှန်တော်သိပြီလားအစကမသိပါ ခမရအမှုရာမြင်မှတပြင်းဖြစ်လိမ့်မယ်လို့ကောင်းပြီဒီလိုမှန်းသိရင်အကြောင်းပြောနေဖို့မလိုဘူးခမရဂတိတာမဖြတ်နဲ့လာလိုက်ခဲ့ကျုံနဲ့လက်တွဲလျှောက်ရအောင်ကျုပ်အင်ကြီးအိတ်ထဲကတန်းတန်းနဲ့ချိန်ထားတာနော်ရည်ရည်ရတာလောက်ရင်တော့ဒုက္ခဖြစ်သွားမယ်တိလား နှစ်ဦးသားကကလက်ကစားပွိုင်းမှဖြတ်ပြီးအောက်တိုက်သို့ဆင်းရန်ထွက်ခဲ့ကြသေးတယ်။အချို့မိတ်ဆွေများကဘဲနဲ့တထေးမင်းပြန်တော့မလားဟု၎င်းပြောဆိုနှုတ်ဆက်ကြရာတထေးကငနာကြီးမှုံလျက် လိုက်ပါသွားသေးတယ်။အောက်ထပ်သို့ရောက်သောအခါဘူကာပြားကအသင်ဆောင်နေသောကားပေါ်သို့တက်ကာအရေးမကြီးသောအမူအရာဖြင့် good night ဟုနှုတ်ဆက်၍ထွက်ခွာသွားသေးတယ်။နောက်တနေ့၌ စီကွာလျောက်ကတက်ပြင်းအားထားခဲ့သောဂတိကိုဂယုမဆိုင်ဖဲခတ်အေးအေးနေလိုက်လေတဲ့မိမိအညံ့ခံလိုက်ရသည်ကိုလည်းလူသိမည်ဆိုသဖြင့်ပလိတ်တို့တရင်မပေးပဲဒင်းနေရင်းကြောင်တောင်လာရင်တိရော့ပေါ်ဟုချိန်ဝါ၍နေလေတဲ့နေရင်း၁၇နှစ်ခန့်တိုင်သောအခါအသက်၁၇နှစ်ကလေးတယောက်ကစီကွန်လျောက်အားစားတစောင်းကိုလာရောက်ပေးကမ်းသဖြင့်ဖွင့်ဖောက်ဖတ်ရာမိတ်ဆွေစီကွန်လျောက် ညကကလေးအတိုင်းမိသူမဆိုးထုံနိုင်သော9000တန်ချက်လက်မှတ်တစ်စောင်ရေးပြီးဤကလေးကို ပေးလိုက်ပါ ကျွန်တော်စောင့်နေပါမယ်မြ мян လောက်ပါနော်ညံတော့မများပါနဲ့တပြင်းတထေလဲစိတ်ကူးရသည့်လက္ခဏာနဲ့အေးအေးခဏနေအောင်ငါချက်ရေးလိုက်အောင်မယ်အခန်းထဲသို့ဝင်သွားပြီးနောက်တယ်လီဖုန်းကိုကင်ဟာပန်းစုံနဲ့ဌာနမှရာဇဝတ်အုပ်တယောက် အလင်းအမြန်၎င်းရဲ့တိုက်တို့လာရန်မှာလိုက်လေတယ်။ထို့နောက်အခြားစာရွက်တစ်ခုကိုခောက်လျက်စာအိတ်တစ်လုံးကိုတွင်းပိတ်ပြီးလျင်ဟေးသူငယ်သူ့ဘက်မှလည်းခုမေးခြင်းပေးလေတယ်။ကလေးလဲပရိဇာလန်းတောင်းမှာဟု ပြောပြောဆိုဆိုထွက်ခွာသွားရာစီကွန်လျောက်ကမျက်မှန်ညိုကြီးတစ်ခုကိုတပ်ပြီးလျင်လမ်းချားတစည်းနှင့်နောက်ကြောင်ခံ၍လိုက်သွားလေတယ်။ထို့အတွင်ကားတစည်းနှင့်ရင်ဆိုင်တွေ့ရာ လက်ပြခေါ်ယူခဲ့လေတယ်။ကလေးကပရိဇာလန်းတို့ရောက်လျင် နောက်တို့ ချို့ကဘာလန်းထိတ်တို့ရောက်သောအခါဟိုဟိုတီတီကြည့်ရှုနေလေတယ်။ဘာမှမတွေ့ရသောအခါစိတ်ပျက်သည့်အမှုအရာနှင့်ငြိမ့်၍နေခိုက်စီကွယ်လျော်ကလန်းချားကိုခဏရက်ခါဟေ့ကလေးမင်းလူဘယ်မှလဲကွ။ခုမေးစဉ်နောက်ကကားပေါ်မှ အရောက်ဖို့အရေးအစားနဲ့ရာဇဝတ်အုပ်တယောက်လဲ ဲမှလဲဘဲမှလဲဟု တီးတိုးမေးလေတယ်။ကလေးကရှုံမဲ့လျက်မရှိတော့ဘူးခမညာဟုရှုံမဲ့၍ပြောဆိုလေတယ်။မင်းနဲ့တိလား။မတိဘူး။မဟုတ်ဘူးတမတ်ပေးပြီးခိုင်းတာ။အသက်ဘယ်လောက်ရှိပြီလဲ။30လောက်ထင်တာပဲ။ထိုအခိုက်ကလားလေးတယောက်ကရာဇဝတ်အုပ်ရဲ့ဟွန်းကို နှိပ်ပြီးပြေးလေတဲ့ဖြင့်မန်မဲဆဲဆိုလိုက်လေတယ်။နှစ်ဦးသားကကလေးကိုလွှတ်လိုက်ပြီးလျင် ်ကားဘေးတွင်ရက်ကြာကရာဇဝတ်အုပ်ကတပြင်းအစ်စ်ပဲလာဟု မေးလေတယ်။တထေလဲကောင်းညိတ်ကညကအဖြစ်အပျက်ကို ပြောပြလေတယ်။အိုးဒါဖြင့်ဒီကိစ္စကကျွန်တော်တို့နဲ့မတန်ဘူး။ဥအောင်မြင်တဲ့တိုင်မယ်ပါ။ဒီအကောင်ကသူ့အပေါ်ဂရိဖြက်ရင်ရန်ရှာတတ်တယ်။ gain ကျွန်တော်ပြန်မယ်။ကားစတီရိုင်နာကတကားကိုဖွင့်ပြီးတက်ပြီးအလုပ်စာတစောင်တွေ့ပြန်တဲ့ဖြင့်လေအောင်ပြုစာတွေ့နေပြန်ပြီ။ ခုနကကလာကလေးထည့်ပစ်ခဲ့တာထင်တယ်။ဖတ်ပြီးနောက်အံအားတင်သွားကြလေတယ်။မိတ်ဆွေစီကွန်လျာကျွန်တော်ဒီတခိုးဖြစ်တော်လဲဘယ်တော့မှဂရိဖြက်လေးမရှိဘူးပါ။မိတ်ဆွေမှာလူကြီးလူကောင်းတယောက်ဖြစ်လျက်ဂရိဖြက်သဖြင့်အထူးဝမ်းနည်းမိသည်။မိတ်ဆွေအပေါ်မြေကဲ့သို့ကလဆားချီမီကိုမပြောနိုင်သေးပါ။တို့ရှာတွင် မိတ်ဆွေဤအလုတ်စပွဲတွင်ကအထိုင်းအမှတ်ဖြစ်အောင်စပွဲခင်းတက်ကလက်နှင့်တကွ တစ်သားကိုပါဓမြောင်နှင့်ကြက်ချီခတ်ထားခဲ့ပါသည်အသက်ကိုတော့ရမ်းမရှာပါဘူးခတ်အေးအေးသာနေပါတပြင်းကိုင်းကိုင်းခမရလဲကားပေါ်တက်သူအခုခဏကလေးဘလို့လုတ်သွားတယ်ဆိုတာကျွန်တော်ကြည့်မယ်ရှာစိုးအုပ်ကကားကိုပြန်လှည့်မောင်းပြီးလျက်ပန်းစုံရန်တထေးတိုက်ရှိပင်ရက်လေတယ်ရဦးသားအပြေးကလေးဝင်ကြလျက်ရုံးကန်းရှိစပွဲကိုကြည့်ကြရာစပွဲမှာ တကယ်ပင်ဓာတ်နှင့်ကြက်ချီခတ်ထားသည်ကိုတွေ့ရလေတယ်။ထိုအခန်းကားတတိတဦးတည်းနေသော အခန်းဖြစ်သဖြင့်အခြားတိုက်သားများကိုမေးရာ ပလိပတ်ကတူတဲ့လူတယောက်တတိကစာအိတ်တစ်ခုဇပွဲပေါ်တွင်အယူခိုင်းလိုက်လို့ဟုပြောဆိုဝင်သွားရာ အခြားလူများကိုသူ့နောက်ကမလိုက်ရန်နန်မဲသဖြင့်အသာကြည့်နေရာကြောင်းထို့နောက်သူ့လက်တွင်စာအိတ်တစ်အိတ်ကိုကင်ပြီးမော်တော်ကားဖြင့်ထွက်ခွာသွားကြောင်းတို့ပါ အစီရင်ခံကြရာ ။အထေးမှာတိုက်သားများကိုမန်မဲရွေနေလေတယ်။ရာဇဝတ်အုပ်လဲဥအောင်မြင်နဲ့တိုင်ပင်ရန်အထက်ထက်မှားကြပြီးလျက်ထွက်ခွာသွားကြလေတယ်။နောက်တနေ့နနက်10နာရီခွဲတွင်ကဝတ္ထုအစကပေါ်ပြခဲ့သောဗန်အန်ဂျီကရတမခငွေ230ကိုထုတ်ယူသွားခြင်းဖြစ်လေတယ်။စီကော်လျောင်အားမိမိငွေများဗန်ရိုက်တွင်သာထားသဖြင့်တပြင်းခိုးသွားမည်ကိုမကြောက်ချေ။ထို့ပြင်တရုတ်လူမျိုးဖြစ်သဖြင့်လည်း သူတထူးကအသက်ရန်ရှာမီကိုဂယူးဆိုင်ဟန်မရှိချေ၎င်းရဲ့လုံယိုးလုံစင်အလုံများကိုသာအချိန်မပြတ်လောက်ကင်ပြီးနေထိုင်လျက်ရှိလေတယ်။နှစ်ရက်ခန့်အကြာတွင်ကမိန်းကလေးအစ်တတူးနှင့်၎င်းရဲ့29လမ်းတိုက်ခန်းတွင်ကြော်ပါ၍နေလေတယ်။၎င်းနေကခါတိုင်းချက်ဘိန်းမှုယုံသာမဟုတ်အရပါပို၍မူးနေသဖြင့်မိန်းကလေးအားအမူးတော်တော်ပြေသောတကောင်ကျော်နာရီပြန်တစ်ချက်မှလွတ်လိုက်လေတယ်။ နောက်နေနနပိုင်း၌ကစောစောမထနိုင်ပဲစင်နာဤခွဲကြမှ အရာကနိုးလီတော့တယ်။ထို့အခါ၎င်းရဲ့ချက်လက်မှတ်ဆောင်ကို ထုတ်၍ကြည့်ရာလက်မှတ်နှစ်ဆောင် ပြတ်ထွက်ပြောင်းဆုံး၍နေသည်ကိုတွေ့ရလေတယ်။အရင်ပိုင်းတွင်တစုံတရာရေးမှတ်ခြင်းမရှိသဖြင့်မိမိကိုယ်တိုင်ညာကကောင်းမလေးအားချက်လက်မှတ်တစုံတရာရေး၍ပေးမိတယ်မပေးမိတယ်ကို ပြန်လှန်စဉ်းစားလေတယ်။မိန်းကလေးကလောကပြူနာစွာနှင့် အရံများတခါတလဲလဲငှဲ့၍ပေးသည်ကိုသာတတိရ၍အခြားကိစ္စများတတိမရသလိုဖြစ်၍နေလေတယ်။ကောင်မလေးအားမတင်ငါစိတ်များတိုးတက်ပေါ်ပေါက်လာတော့လဲကောင်မလေးအားလာရောက်အနှံသူမှာမိမိလူယုံတစ်ပည့်ဖြစ်သဖြင့်အစင်းစားရခဲ့၍နေလေတယ်။တပံစိတ်ထဲတွင်မကျေနပ်ဖြစ်နေသဖြင့်တပည့်ဖြစ်သူနေသော29လမ်းသို့ကားနှင့်ထွက်ခွာသွားပြီလျင်မင်းမြန်၍နေလေတယ်။ ကောင်မလေးခေါ်လာတဲ့လူကိုကျွန်တော်မသိဘူးဆရာကောင်မလေးလှလာနဲ့သူကလည်းခမရတို့တထေးနဲ့ဆက်သွယ်ပေးပါဆိုတာနဲ့ဆရာပြောတာပဲလူအသက်ဘယ်လောက်ရှိပလဲအသက်20လောက်ရှိမှာပေါ့မင်းသူကိုတခါမှမမြင်ဖူးဘူးလားမမြင်ဖူးဘူးဆရာကျွန်တော်ကလည်းမင်းကလေးတယောက်ရနေမယ်ဟာဟုတ်တယ်သူသိရမသိရအရေးမဟုတ်ဘူးလို့အောက်မေ့မိတယ်ငါအိတ်သေးကချက်လက်မှတ်နှစ်ဆောင်ခိုးသွားတယ်ကွယ် ခိုးသွားပြီမဲ့ဆရာလက်မှတ်မပိုင်ဘယ်နဲ့လုပ်ပြီးထုတ်မလဲငါလက်မှတ်ရေးပေးမိတယ်မပေးမိဘူးဆိုတာတတိမရဘူးဒါဖြင့်ခက်တာပဲမခက်ဘူးငါဘန်တိုက်ကိုသွားမိမယ်ကားဒရိုင်ဘာကို တရုတ်ဘန်တိုက်သို့အမောင်းခိုင်းလေတယ်ကားပေါ်တွင် ချက်စာဝတ်အကြောင်းနှင့်အမျိုးမျိုးစဉ်းစားလေတယ်ထို့နောက်အသိဉာဏ်အလင်းရောင်များပေါ်ပေါက်လာလေတယ်မိန်းကလေးကချက်စာအုပ်ကို ၎င်းရဲ့အိတ်ထဲကနှုတ်ယူပြီးချက်တဆောင်နဲ့ငွေ200လောက်ရေးပေးပါဟုပြောရာနင်း200မတန်ပါဘူးဟုပြန်ကြောမိသည်ကိုတတိယလေးတယ်။ကောင်မလေးကနှုတ်သီးစူလျက် ချက်ဆောင်အုပ်ကိုပြန်၍ဖြစ်ပေးသည်ကိုလည်းဆက်လက်ပေါ်ပေါက်လာပြန်လေတယ်။ကားကလမ်းမြောက်ဘက်ဘန်တိုက်ရှိပင်ထိုး၍ရပ်စဉ်ဘန်တိုက်ထဲသို့ဝင်ရောက်သွားကငွေကင်စည်းအားမိမိနာမည်နဲ့ငွေထုတ်မထုတ်မေးမြန်းကြ စင်နာရီခွဲတွင်ငွေ2000လူတဦးထုတ်ယူသွားကြောင်းပြောပြရာတတိမှမျက်လုံးပြူလျက်ကျုံမဟုတ်ဘူးပြစမ်းချက်လက်မှတ်တောင်းယူကြည့်လေတဲ့ချက်တွင်ထိုးထားသောလက်မှတ်မှာမိမိလက်မှတ်ဖြစ်နေသဖြင့်ခေါင်းကိုကုတ်လျက်ဒါကျုံမထိုးမိဘူးထင်နေဟုခေါင်းခါလေတဲ့တတိမင်းလက်မှတ်ကိုမြင်နေကြမို့လို့ထုတ်ပေးလိုက်တာပါဒါတတိမင်းလက်မှတ်မဟုတ်ဘူးလို့ငင်းလို့သလားကြည့်ပါဦး လွန်ခဲ့သော၁၄ငါးရက်ခန့်ကထုတ်ခဲ့ဖူးသောချက်လက်များကိုထုတ်ယူပြပြန်လေတယ်။နေအောင်ဒီမှန်ကြည့်စမ်းငွေ3000ကကားကုမ္ပဏီရဲ့နာမည်နဲ့ထုတ်တယ်။ငွေ2000ကဥတင်စွေဆရာဝန်နဲ့ဒီလူတွေနဲ့ကျုပ်အဆက်အသွယ်မရှိဘူး။မန်နေဂျာပဲမလဲ။မန်နေဂျာစီဝင်ရောက်သွားပြီးနောက်အကျိုးအကြောင်းတိုင်ပင်လေတယ်။မန်နေဂျာလည်းစရေးလောက်သူအမန်မဲလျက်တယ်လီဖုန်းဖြင့်မော်တော်ကားကုမ္ပဏီနှင့်ဥတင်စွေတို့ထံသို့ မေးလိုက်ရာနှစ်ဦးစလုံးက၎င်းတို့ငွေမထုတ်ရကြောင်းနှင့်ညင်းဆိုလေတယ်။ခက်တော့ခက်တာပဲဗျာ။လက်မှတ်ကိုနောက်ဆုံးကာလကတာပို့ပြီးဟုတ်မဟုတ်ပြောကြရတော့မယ်ထင်တယ်။ကာလကတာပို့ရင်ကျွန်တော်လက်မှတ်လိုပြောမှာပဲ။ဒါပေမဲ့ကျွန်တော်ထိုးရတာတော့အမှန်ပဲ။နေုံလေပလိစုံတော်များမှာပဲ ဝေခွဲနိုင်မှာပဲ။နှုတ်ဆက်ကထွက်ခဲ့လေတယ်။နောက်များမကြာမီစုံတော်မင်းကြီးရဲ့အခန်းထဲတွင် အဖြစ်အပျက်ကိုပြောပြလျက်ရှိနေလေတယ်။မင်းကြီးလည်းအကျိုးအကြောင်းကိုကြားရပြီးနောက်ချပရာစီတယောက်အားဦးအောင်မြင်ရဲ့အခန်းသို့တွားလျှောက်ကာဦးအောင်မြင်အားခေါ်ခဲ့စေလေတယ်။မစ္စတာစီဂွန်လျာမောင်အောင်မြင်ကိုကြားဖူးမှာပေါ့သူ့ပဲတစိမ့်လောက်ပြန်ပြောလိုက်ပါအောင်။ဆိုသဖြင့်မိမိအဖြစ်အပျက်ကိုအချင်းချုပ်ပြန်ပြောလေတယ်။"အိုးဒါဖြင့်ခမရတို့ဘာဖြစ်လို့ကျွန်တော်နဲ့မတိုင်မင်တာလဲ။နောက်ကြတယ်ဗျာ။" ျွန်တော်ကလည်းအရေးမကြီးဘူးထင်လို့ပါပဲအခုမှပဲမကြံတတ်တာနဲ့အာကိစ္စဆိုတာသိငယ်နဲ့ထင်ရပေမဲ့ကြီးကျယ်လာတတ်တာကလားဒီကိစ္စကိုကျွန်တော်လည်းစဉ်းစားနေကြပဲဒါပေမဲ့ဆက်လက်ပြီးကိစ္စထူးမပေါ်တော့ခက်အေးအေးဖြစ်သွားတာပေါ့ဗျာအများပြောတော့ဆက်လက်စဉ်းစားမယ်ဆိုရင်ပေါ်ပေါက်စရာအကြောင်းရှိပါတယ်ဒါပေမဲ့ငွေတော့ပြန်ရမယ်လို့မမျှော်လင့်နိုင်ဘူးငွေကိုကျွန်တော်မနှမျောပါဘူး ကျွန်တော်လက်မှတ်တူအောင်ထိုးပေးတာအခမ်းအရခက်လွန်းလို့ပါ။ကောင်းပြီလေ။တထေမင်းစိတ်ချတာပြန်သွားပါ။ကျွန်တော်နင်းနေပါပါစုံစမ်းစရာကိစ္စလေးပြီးစုံစမ်းပြီးည9နာရီမှအကြောင်းပြန်ပါမယ်။ကျေးဇူးပါခင်ဗျာ။ကျွန်တော်ပြန်လိုက်ပါအောင်မယ်။နှုတ်ဆက်ရင်ထွက်ခွာသွားခဲ့လေတယ်။ဦးအောင်မြင်နဲ့ပလိမင်းကြီးနှစ်ယောက်တည်းသာကြံတော့အခါကျွန်တော်တို့အတိတ်ပဲဆက်ဆက်လို့ရပါပြီ။မောင်အောင်မြင်ကတပ်ပြင်းယူလိုက်မယ်လို့ထင်နေသလား။ မှန်ပါသူ့လက်ရပါပဲဒါပေမဲ့တေချာအောင်စုံစမ်းချင်ပါသေးတယ်တပြစ်မှန်သည့်တော့သိရုံမဲမဟုတ်လားဖမ်းမိမဲမဟုတ်ဘူးပေါ့မှန်ပါအတမပြောနိုင်သေးပါကျွန်တော်ကိုသွားခွင့်ပြုပါအောင်ဥအောင်မြင်လဲထွက်ခွာခဲ့ပြန်လေတယ်ဥအောင်မြင်လဲကားတစ်စီးဖြင့်ဘန်တိုက်သို့သွားရောက်ခါချက်လက်မှတ်ကိုကြည့်ရင်ငွေထုတ်ပုံကိုစုံစမ်းလေတယ်မော်တော်ကားတိုက်မှကလားတယောက်ဦးတင်ဆွေစီမှမြန်မာတယောက် လာရောက်ထုတ်ယူသွားကြောင်းပြောသောအခါမော်တော်ကားတိုက်သူဆက်လက်သွားရောက်ပြန်လေတယ်မော်တော်ကားတိုက်ကလည်း၎င်းတို့တိုက်ကမြည်သူတစုံတစ်ယောက်ကိုမျှမလွတ်ရသေးကြောင်းပြောဆိုသောအခါအခြားဗန်တိုက်၄၅တိုက်သူဦးတင်ဆွေရဲ့ငွေများအနှံထားခြင်းရှိမရှိကိုစုံစမ်းလေတယ်ဗန်တိုက်၄၅တိုက်စလုံးကပင်ငွေ၅ချောင်းမှအထက် အနှံထားကြောင်းများကို ပြောကြပြန်သဖြင့်ဦးတင်ဆွေရဲ့တိုက်ရှိရာလွစ်လန်းတို့လာခဲ့ပြန်လေတယ် ဟလိုဦးအောင်မင်းဘဲနဲ့စီကွန်လျောင်းရဲ့ကိစ္စကို ဆောင်ရွက်နေရတယ်မှတ်တယ်ဘဲနဲ့လဲတဲလွန်စာရပါပြီလားခမညာရပါပြီခမညာတက်ပြင်းဆိုပါတော့ဗျာဘဲနဲ့ကျွန်တော်တက်ပြင်းလဲဗျအသွားမလွတ်အနှောက်မလွတ်နဲ့ကိုင်းလေဒီစကားတွေထားစမ်းပါအောင်ကန်နာလန်တရုတ်ပြန်တိုက်မှာခမညာငွေစီရင်မရှိဘူးနော်မရှိပါဘူးဗျာဟောင်ကောင်ပြန်တိုက်မှာတော့အတ်ထားပါရဲ့ဟုတ်ကဲ့ဒါတော့ကျွန်တော်သိပြီးပါပြီ။ စီကွန်လျောက်အကြောင်းခမရဘယ်နည်းနဲ့သိရတာလဲခမရအတော်ကိုကဲတယ်လူဗျာဒါတော့တယောက်စကားတယောက်နားနဲ့သိရတာပေါ့မိတ်ဆွေကြီးရဲ့ဟုတ်ကဲ့ကျွန်တော်လည်းသိပြီးပါပြီ သိတဲ့အကြောင်းကို ခမရသိစေချင်လို့ဝင်ခဲ့တာပဲဒါဖြင့်ခမရရထားတဲ့သဲလွန်စာကိုဆက်ပြီးတွေးလိုက်ရုံပေါ့ဗျာအလွယ်ကလေးပဲဟုတ်ကဲ့ဒီလိုအတက်တွေးနိုင်နေဆိုတာခမရသိစေချင်လို့ပါပဲဆရာ ဓမ္မတော့နင်းနေပါပါလိုက်စားတဲ့လူများလည်းသိနိုင်တာပါပဲဗျာ။နေုံလေတနေ့နေတွေ့ရမှာပေါ့။အခုတော့ခမားကဖြီးကျင်တယ်လို့ဖြီးနိုင်သေးတာပေါ့။မဖြီးနိုင်တဲ့အခါကြာမှာ။ gain ခမားတရုပ်ကိုအကြောင်းသိအောင် ပြောချင်ပါအောင်။ခမားအပူမဟုတ်ပါဘူး။ဦးအောင်မြင်လဲနှုတ်မဆက်ပဲထွက်ခွာခဲ့လေတယ်။၎င်းတို့နှစ်ဦးရဲ့စကားကို၎င်းတို့အချင်းချင်းသာနားလည်ကြလေတယ်။ ည9နာရီခန့်တွင်ကစီကွန်လျောင်ရဲ့တိုက်နိုင်ဦးအောင်မြင်နဲ့စီကွန်လျောင်နှစ်ဦးတည်းတီးတိုးပြောဆိုလျက်နေကြလေတယ်။ဦးအောင်မြင်ကစကားဆတင်လျက်တီးတိုးပြဘန်အန်ဂျီရဲ့ငွေ230ကိုထုတ်ပေးတဲ့လက်မှတ်ပြောက်သွားတယ်မဟုတ်လား။အဲ့ဒီဟာငွေ230ကိုလိုချင်လို့မဟုတ်ဘူး။ခမရရဲ့လက်မှတ်ကိုလိုချင်လို့။နောက်ကောင်မလေးတယောက်ကိုခမရနဲ့ပြောပါစေရာကလည်း ခမရရဲ့ချက်စာရွက်နှစ်ခုကိုလိုချင်လို့ပဲဗျ။အဲ့ဒီချက်ရတော့မော်တော်ကားကုမ္ပဏီတို့တစ်ခုဥတင်ဆွေနာမည်နဲ့တစ်ခုရေရောအောက်ကလက်မှတ်ကြတော့သူရထားတဲ့ခမရရဲ့လက်မှတ်အစ်စ်ကို အပေါ်ကထားပြီးခဲရံနဲ့အောက်ကအသာထင်အောင်ရေးကြပါဗျာ။ပြီးတော့မှမှင်နဲ့တစ်ခါထပ်လိုက်တာပေါ့။ခဲရံနဲ့ထပ်လိုက်တော့အောက်မှာအရာမထင်အောင်အတော်တတိထားပြီးရေးတယ်။ကျွန်တော်ဘန်တိုက်မှာတည်တည်ချာချာကြည့်ခဲ့တော့ ခဲထတဲ့အရာတွေ့တာပါပဲ။ဒါဖြစ်ရင်ကလကတာယုံကိုပို့ရင်ကျွန်တော်လက်မှတ်မဟုတ်ဘူးပေါ့။ခမရလက်မှတ်ဖြစ်မှာပဲ။ဒါပေမဲ့စုံနောက်သက်သေခံချက်အရာခမရပြောင်းဆုံးသွားတဲ့လက်မှတ်ပေါ်ကထပ်ရေးချောင်းကိုသိရင်ဘန်တိုင်းနဲ့ခမရတဝက်စီအဆုံးခံကြဖို့စိစက်ဖြစ်ပါလိမ့်မယ်။ငွေကိုမနှမျောပါဘူးဗျာ။ကျွန်တော်လက်မှတ်မထိုးရပဲထိုးထားသလိုဖြစ်နေရဖို့ခံပြင်းတာပါပဲ။ငွေလဲရပါလိမ့်မယ်။ ဒီအကောင်ကအတော်ညံများတဲ့အကောင်ဗျတပြည့်မဟုတ်လားအစ်စ်ပေါ့ကျွန်တော်ကိုတောင်လှောင်တယ်လို့ပြောလွှတ်လိုက်သေးတယ်သူနဲ့တွေ့သလားတွေ့ရင်ဘာလို့မဖမ်းတယ်လဲမဖမ်းတာသေးလို့ပေါ့ဗျာကဲဒီကိစ္စကျွန်တော်အစအဆုံးကူညီပါမယ်ဘန်တိုက်တစ်ဝက်ခမည်းတစ်ဝက်ဟုတ်စခမည်းသဘောပဲလေတဝက်ပြန်ရရင်ကျေးဇူးမမေ့ပါဘူးမလိုပါဘူးပြန်လိုက်ပါဦးမယ်နောက်ဆယ်ရက်ခန့်ကြာသောအခါ ဘန်ဒိုက်ဒါရိုက်တာအစီအဝေးမှတတိစီကွန်လျာရဲ့ဆုံရှုံသောငွေအနက်တဝက်ကို၎င်းတို့ကကြာခံရန်ဆုံးဖြတ်ကြလေတယ်။စီကွန်လျာနဲ့ဦးအောင်မြင်ကထိုအမှုနှင့်ပတ်သက်ပြီးနောက်တဦးကိုတဦးအထူးခင်မင်ကြလေတယ်။ဦးအောင်မြင်ကလည်းမြမလူမျိုးများကမိမိငွေချမ်းသာရန်အကြံအစီမရှိကြောင်းဦးကွန်လျာကဲ့သို့ပုံကိုမျိုးကို အတူယူတင်ကြောင်းနှင့်ချီးမွမ်းပြောဆိုရာဦးကွန်လျာကလည်း ဥအောင်မင်းကဲ့သို့ဉာဏ်ထက်မြတ်သောဆုံးတော်များမရှိကြောင်းနှင့်ချီးမွမ်းပြောဆိုလေတယ်။၎င်းတို့နှစ်ဦးမှာ မကြာခဏလည်းတွေ့ဆုံလျက်ရှိကြလေတယ်။သုံးရက်ခန့်အကြာတွင်ကဥအောင်မင်းရဲ့အိမ်သို့ စီဝယ်လျောင်ရဲ့ထံမှစိတ်သားတန်ပေါင်းနှင့်နွားမြေမင်းသားခပတ်ချက်များကိုတအိမ်လုံးစားတော့ရန်ပေးပို့လေတယ်။နွားမြေမင်းသားဆိုသည်မှာအမိဝမ်းတွင်က မထွက်သေးသော ငွားကလေး၏အသားဟုရှင်းလင်းချက်များလည်းပြောကြားလိုက်လေတယ်။ဦးအောင်မြင်ကထိုနေ့နနက်ခင်းတွင်ရရှိသောတံပေါင်းနှင့်ကပတ်ချက်များကိုငင်းရက်စွာစားတောက်ပြီးနောက်စုံတော်ရုံးသို့မသွားခင်စီကွန်လျာ၏တိုက်သို့ဝင်ခဲ့လေတယ်။စီကွန်လျာလည်းတိုက်ပေါက်မှ စီးကျူနှုတ်ဆက်လျက်ပြုံးရှင်စွာဖြင့်အဲ့နေခဏိခမားအိမ်ကဖုန်းကြီးဘယ်နှပါစွန့်ကြွေးတလေဗျ။ဟမ်ခမားအိမ်ကဖုန်းကြီးစွန့်ကြွေးလို့ စိတ်သားတံပေါင်းနဲ့နွားမြင်မနေတာကပတ်ချက်တောင်ကျွန်တော်စီပို့သေးတယ်မဟုတ်လားခမားစီကလည်းဓာရီပို့တယ်မဟုတ်လားဟဲခက်ကုန်ပြီမပို့ရပါပဲဗျာတရုတ်ကဓာန်ပေါင်းချက်မလားဗျအဲ့လေကျုပ်လည်းစဉ်းစားမိသားကျုပ်အိမ်မှာလည်းစုံမကျွေးရပါဘူးထို့အခိုက်ကားတစီလမ်းဘေးကဟားတိုက်ရေမောရင်ဖြတ်မောင်းပြေးပြီးနောက်စာရွက်တရွက်လွှင့်ချထားခဲ့သဖြင့် ကလေးတယောက်အားကောက်ယူစေလျက်ကြိရှိကြရာမိတ်ဆွေကြီးနှစ်ဦးခမတယောက်ကိုတယောက်ချီးမြှောက်ခြင်းနဲ့ကြလာကိုကျွန်တော်ဝမ်းသာလုံးသည့်အတွက်ကဘာပေါ်တွင် အနှိမ်ဆုံးဟင်းလျာနဲ့အမြင့်ဆုံးဟင်းလျာနှစ်ခွက်ဖြင့်ယနေ့နဲ့နဲ့ကျွေးမွေးရပါသည်ဒီအနှိမ်ဆုံးနဲ့အမြင့်ဆုံးဆိုသည်မှာတခြားမဟုတ်ပါ ခွေးသားနဲ့လူသားဖြစ်ပါသည်တံပေါက်ကခွေးသားကပတ်ချက်ကလူသားဆိုတာတော့စဉ်းစားမိကြပါလိမ့်မည် တပြင်းခွေးမာသာတဲမိုက်ရိုင်းတဲ့အကောင်နှစ်ဦးစလုံးအော့အန်ပြီးလျင်ဆဲဆိုရွေနေကြလေတယ်။ဦးအောင်မြင်ရဲ့မျက်နှာမှာရှက်သွေးမှော်လျက်နေအောင် ခွေးမာသာကျုပ်စုံစမ်းအောင်မယ်။ကားပေါ်သို့လှင်မြန်စွာတက်ရောက်ခါဆေးရုံကြီးသို့ ထွက်ခွာသွားလေတယ်။စုံစမ်းသောအခါထိုနေ့လက်လက်လောလောလူတည်ခြင်းမရှိ မနေ့ကလည်းမရှိကြောင်းတို့ကြရင် မော်တော်ကားတိုက်၍တေသော ကလမအလောင်းတလောင်းကိုမူဆရာဝန်ဦးတင်စွေက သူ့ရဲ့တက်ခွဲယုံအတွက်ဆိုင်ရာမှ ခွင့်တောင်းလျက်မနေ့ကမှယူငင်သွားကြောင်းပြောဆိုလိုက်သောအခါဥအောင်မြေမှာနားထောင်ရင်းပြုတ်အံမီကဲ့သို့ဖြစ်၍နေသဖြင့်အင်းမြန်စွာထွက်ခဲ့လေတယ်။ကားကလွစ်လန်းသို့ဆိုင်းနှင်၍နေလေတယ်။ဟေးကိုတင်စွေမနေ့ကကလမအလောင်းဘဲမှလဲ။အလိုဥအောင်မြေမှာလား။ ကားပေါ်ကများဆင်းပါအောင်လားဗျာဘာလို့ဖို့လဲကလမအသားကိုချက်ပြီးစားကျင်လို့လားတဲရုပ်ကန်းတဲ့လူဘယ်မှာလဲကြည့်ရှင်လေခမရမှာအတင်းကြည့်နိုင်တဲ့အာနာရှိလို့လားအရန်မလုပ်ပါနဲ့ဆရာထို့အခါကျမှစေဘဆိုင်ရာကိစ္စကိုရှားစဖို့မှုစုံစမ်းရေးမရှိဘဲမိမိအတင်းမကြည့်နိုင်ကြောင်းတွေးမိသဖြင့်လေးတန်းပြော်ကလေးနှင့်မဟုတ်ပါဘူးဘလို့တခွဲတယ်ဆိုတာသိရှင်လို့ပါ အဲ့ဒါလိုလေးပြောရင် ပြရတာပေါ့ဗျာလာလိုက်ခဲ့တခွဲကန်းတခန်းတို့ခေါ်ဆောင်သွားပြီလေကမထမ်းရုပ်ကဲ့သို့အယိုးစုအရေးချောက်တွေကိုလက်ညှိုးထိုး၍ပြလေတယ်တချို့အသားတွေရောဗျာမိတ်ဆွေတွေချက်ကျွေးဖွာဖွာရောင်လို့ဗျာဓာတ်ဆင်းနဲ့စားလိုက်တော့အကုန်အရေးပြော်သွားတာပေါ့ဗျာမယုံရင်ဟောဒီဆေးကွက်ထဲခမည်းလက်ချောင်းထဲ့ကြည့်စမ်းပါလားအိုးမဟုတ်တာ ဘာဖြစ်လို့အရေးတကြီးလာပြီးကြည်ရတာလဲဗျဆေးုံကယူသွားစားဆိုတော့ဓာတ်ဆေးစိန်ကကြည်ရမလားလို့ပါကိုင်းသွားလိုက်ပါဦးမယ်ဟုတ်ကဲ့ဟုတ်ကဲ့နောက်လဲမှတ်ထားတာပေါ့နော်သူရိယာမဂ္ဂဇင်းဂျွန်လ1936ခုနှစ်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ